။ ARD တိုင်းအင်ကပူမြို့နယ်ရှိဘဲပြားကုန်းနဲ့စားစီကုန်းကျေးရွာတွေကစစ်ကောင်စီစခန်းတွေကိုအရခတ်တက်တော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့တွေတက်ဆွဲနေတဲ့ဘဲပြားကုန်းနဲ့စားစီကုန်းကျေးရွာတွေကစခန်းတွေကိုမနေ့ကဇွန်လ29ရက်နေ့ညနေပိုင်းမှာ A နဲ့ပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးလက်နက်ခဲယမ်းတွေအများပြားရရှိတယ်လို့လည်းသိရပါဗျ။နေမြေရှင်းလင်းပြီးမှစက္ကစအလောင်းတွေအစုလိုက်ပုံလိုက်တွေ့ရပါဗျ။ လက်နက်တွေလည်းအများကြီးရပါတယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားနေတဲ့အဲ့ဒီကျေးရွာတွေကိုမနေ့ကမနက်ပိုင်းမှာလေးချောင်းကနေခုခံတိုက်ခိုက်ခဲ့ပြီးညနေပိုင်းမှာတော့တွန်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါရယ်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်စားစီကုန်းရွာကနေအိမ်ထဝက်ခန့်မီးလောင်ပျက်စီးသွားတယ်လို့လည်းသိရပါရယ်မနေ့ကမနက်ပိုင်းမှာပဲခူးတိုင်းနောက်ချမ်းဘရောင်းတက်နယ်ကစစ်သုံးထရက်ကားနှစ်စီးအပြည့် လက်နက်ငယ်ကြီးစံတစ်တာတွေကိုပသိမ်မုံရလန်းတန်း ARD ဘက်ကိုထွက်ခွာခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ကြောက်ဘူးခြေဆိုင်အမှတ်9ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ9ကလက်နက်ငယ်ကြီးစံတွေကိုကွင်းကောက်အင်ကပူဘက်ကိုတွားရောက်ပေးဝေခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။